hello everyone ကျွန်တော်ဒီဒီဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ character development ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းပေါ့နော်အအားနဲ့ယူမှာရရှိတယ်ဘယ်လိုအပြည့်လုပ်မလဲဆိုတော့ပြပြတော့မှာဖြစ်ပါတယ်ဒါဟာဂျိုယိုတာမန် run through ပေါ့နော်အချမ်းမင်းပြောပုံရယ်ပေါ့နော်လောကစပစစ်ဖစ် DM ဖြစ်တဲ့ guide တော့မဟုတ်ဘူးပေါ့နော်အဲအဲတော့ပြီးလို့ရှင်တော့ဟိုကဒီ new UI နေရာလဲအကုန်လုံး mobile မှာတဲ့အားလုံးဒီပါတူလိမ့်မယ်ပေါ့နော်ကျွန်တော် mobile နဲ့ မိုဘိုင်း China version ကြည့်ရတဲ့လောက်ကတော့အကုန်လုံးက gameplay ပဲတင်ပြောင်းဒီ menu ဘိုင်းကိုပဲကျွန်တော်တို့တခြားမကြည့်ပြလိုက်လို့อืม okay ဟုတ်ပြီအမမီတို့ character develop ဒီ develop လို့ကိုယ်ကတိုင် damage ဘိုင်း survival ဘိုင်းပေါ့နော်အကုန်လုံးနဲ့သက်ဆိုင်နေဟာ develop ရှိမဲ့ ability gear talent ဆိုပြီးတော့ okay ability နဲ့စားလိုက် ability မှာ martial ပါမယ် inner weight ပါမယ် mystic skill ပါမယ် martial ကတော့ကိုယ်သုံးမဲ့အဲ time ပေါ့နော်အဲကိုယ်သုံးမဲ့ weapon နဲ့ပတ်သက်တဲ့ အဲ skill set ပေါ့ကျွန်တော်ဒီမှာစက်စားခြင်းပေးထားတဲ့ nameless ဆိုတုံးနေနောက်တစ်ခုကျတော့ stretches ဆိုဆိုရတစ်ခုတုံးထားတယ်နှစ်ခုတုံးထားတယ်ပေါ့နော်အဲ့လို့ဒါကနောက်ထပ် core weapon တခြားအ triangle ဆိုလို့ရှိရင်ဒီအရာတွေကသွားပြီးတော့အဲ open world မှာ land တင်လို့ရတယ်ပေါ့နော် land လို့ရတယ်။ Okay ဒီ inner way inner way ကကြတော့ဒီ marshal နဲ့ပတ်သွဲသုံးရမယ် scale တခုပေါ့နော်။သူကဒီထွက်လာတဲ့အဲ DPS ရဲ့ passive တွေ scale တွေကို အကုန်မြင့်နေပါဘောနော်တခြား attribute တွေပြတဲ့ credit rate တို့ precision rate အဲ attack defense hbs ဆိုအကုန်မြင့်နေရအောင်နော်ဒါသူအားနဲ့သူသက်ဆိုင်တာရှိရဲကျွန်တော်ဆိုလို့ရှိရင်ဒီမှာတောက်ထားတာက nameless ဆုံး best right ဆိုတော့ inner wing မှာလည်းကျွန်တော်ဒီမှာတုံထားတာကဒီ best right ပေါ့နော် best right ကိုပဲထပ်တုံထားတာအတူတူပဲပေါ့ဒီနေ့ကိုကကြာ best right ကိုပဲတုံထားရဲအဲ့လိုမျိုးပဲကိုတုံတဲ့ဟောပေါ်နဲ့ပတ်သက်ပြီးတဲ့ inner wing ကိုဒီမှာလာတုံရရဲသူ upgrade ဘယ်လိုလုပ်မလဲဆိုတာအကုန်လုံးအတူတူပဲပေါ့နော်အမှ upgrade ပါမယ်ဒီဒီကောင်တော့ upgrade လုပ်မယ်ဆိုလို့ရှိရင်ဒီ slip ပေါ့နော်ဒီဟာလေး live ဆူလို့ရတယ်ဒါတွေက open warrant မှာအဲပဲရောင်းတဲ့ဝယ်လို့ရတယ် merchant တွေရှိရပေါ့နော်ဒါ upgrade ရိုးရှင်တယ်လို့ပဲပြီးတော့ tip စိတ်ချင်း tip စိတ်ချင်းကကြတော့ဒါကိုကျွန်တော်တို့ဒီခုနကိုမလို့တဲ့ဟာတွေပေါ့ဒီမှာ obtain ပြန်လို့ရှိရင်ဒီမှာကိုမလို့တဲ့ဟာတွေရောင်းလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့လုပ်ပြမယ် โอเคဒါကိုကျွန်တော်လော့ချတာ3ဆက်ဆိုလို့ရှိရင်ဒီနှစ်ခုကိုလဲလိုက်လို့ရှိရင်ခုကို5ခုနဲ့10ခုရအောင်အားရဒီမှာ live ပြန်လဲလို့ရအောင်ခုနကကျွန်တော်တို့တော့ web point နဲ့ live တဲ့စန္ဒာကြီးလို့ခေါ်ရမှာပေါ့နော်ဒီစန္ဒာကြီးကိုကြိုက်တဲ့ဟာကိုလာပြီးတော့ဝယ်လို့ရအောင်ဒါတွေကတော့ဘာဖြစ်ဖြစ်ပါပေါ့မယ့်ပစ္စည်းကတော့အကုန်လုံးအတူတူပဲဒါပေမဲ့ဒီကိုရွေးတဲ့ password ကိုမူတည်ပြီးတော့ဟိုမှာကျွန်တော်ဒီ best right password ကိုပြင်မယ်ဆိုရင် best right အတွက်ကိုသူက chance လေးပို့များရဲပေါ့နော်အာ best right နဲ့ပတ်သက်တာပေါ့ဟုတ်တယ်ဒါတော့အဲ့လိုမျိုးပေါ့ ကွန်ဗန်းရှင်းအရကျွန်တော်နောက်မှပြပြပါမယ်။ခင်ခုနလိုဒီ inner way တိုင်းပဲမရှယ်အားရလဲဒီလိုမျိုး upgrade လုပ်လို့ရတယ်။ upgrade လုပ်လို့ရှိကြကျွန်တော်ဒီနေ့ level grade ပြုလုပ်ထားတာ upgrade ကလုပ်လို့မရတော့ဘူးเนาะကျွန်တော်လုတ်ပြီးတော့มาย้ายလိုက် recording သွင်းလိုက်တော့အဲ့လိုပဲသူ့မှာလည်းဒီ upgrade လောက်ရမယ် slip lay လိုတယ်ပေါ့เนาะအဲဘယ်လိုရှင် coin လိုမယ် in game currency coin လိုတယ်ဒါပဲပေါ့เนาะ brilliant ရရရှင်တယ်နောက်ပြီး mystic scale mystic scale အတိုင်းနေပေါ့เนาะကျွန်တော် confu hazard တွေအဲ့လိုမျိုး အာโอเคလောက်ခေါင်းလောင်းဟိုပါမယ်ဖားရပါပါမယ်အဲဒါမှကျွန်တော်ဟိုပါဖြစ်တယ်လို့ဆိုအဲ့ဒါဒီမှာဘာညာပေါ့နော်အဲ့အဲ့လိုမျိုးတိုင်းနေပါတယ်ဒီဒီဟာတဲ့ဒါတော့ open world မှာပဲ land နဲ့ဟာတွေပါအကုန်လုံးအရပုံမှန်တိုင်းပဲအဲကျွန်တော် explore lobby နဲ့ open world ကို explore lobby နဲ့ပေါ့နော် share ပါလို့ရတယ်နောက်ပြ channel channel ကတော့ပုံမှန်အားဖြင့်အဲကျွန်တော်တို့ဒီအပွားရတဲ့ combat တွေမှာသုံးတာပေါ့နော်ဒီကတော့ parry deflect လောက်တယ်လို့ခေါ်ရတယ်နော် soul light game တွေအတွက် ါ deflect လောက်တာဒီ deflect လောက်တာကိုလည်း aggregate တင်လို့ရလေရင်ကျွန်တော်ဒီ tire 3D တင်ထားအောင်နော်အဲနောက်ပြီးရှိဒီကောင် passive passive ကတော့ assassination ပေါ့ကျွန်တော်တို့ stealth mission တွေလုပ်လို့ရှိရင်ဒီလိုမျိုးတက်လို့ရတယ် one hit ပေါ့နော်အဲ့လိုဟာရှိမယ်နောက်ပြီးတော့ဒီ K တွေမှာပါ movement မမန်ဒီဟာကိုယ့်ရဲ့ wall exploration လုပ်လို့ level တစ်ခု percentage တစ်ခုရလို့ရှိရင် point scale ပေါ့နော် traveling လောက်ကတာ transfer လောက်ကတာပိုလွှဲရတယ်ပေါ့နော်ဘာလို့မပြင်းနေလမ်းလျှောက်တိုင်းပြေးနေတိုင်းမလိုတော့ပေါ့ဒါဒီဟာကတော့ scale effect တွေပေါ့နော်ဒီ ဘော level light ပြီးတော့ဒီဟာတွေကပွင့်သွားမှာပေါ့เนาะ exploration point ရ။ဒါရောထုံတဲ့အတိုင်းဒီ game ရဲ့ movement တွေပေါ့ဗော။အာနည်းတက်တာပါမယ်။ WSC ပါညာနဲ့ခုံတာ။ဒါ heavy slam အဲ့ဒါမျိုးပါမယ်เนาะ diving လုပ်လို့ရပါမယ်။ဒါတော့ mystic scale ပေါ့เนาะ။အဲ့တော့ဒီဟာဒီဟာတော့အဲ colony ရဲ့ unit ဖြစ်ပါမှာကျွန်တော်ဒါန်ချောင်းသုံးတယ်ဆိုတော့ဒါကတော့ clear ဒါရွှေ့လို့ရတယ်။ဒီနောက်ပြီးတော့ဒီဒီဟာမှာကနှစ်ခုခွဲပေါ့เนาะ။ ဘပွန်တက်ဂီယာရဲ့ဒီဟာကအာကိုယ့်ရဲ့ equipment ဂီယာပေါ့နော်အဲဒီဟာ HP နဲ့ defend mine ကိုညှင့်ပေးတဲ့ဂီယာပဲဒီဘက်က attack ဘက်ကိုညှင့်ပေးတဲ့ဂီယာပဲပေါ့နော်သူတို့တွေမှာလည်းအကုန်လုံးဆက်ဆိုဒီ equipment set တစ်စုံကြီးရှိရပေါ့နော်အာ total ကတော့အာ၈စုံလမ်းဒီပြန်ရှိရပဲ Okay sorry guys အကျွန်ဒီမှာမှားသွားတာကအာ total set ကို၈ခုလိုရှိတယ်ပြောရတာအမှန်ကတော့ဒီမှာ filter အနေနဲ့တစ်စုံကြည့်လိုက်တော့ game ထဲမှာကလက်ရှိ version တွေက7ပေါင်း18ခုတိရှိပါတယ် ကျွန်တော်ခန်းအခန်းဝါသားစက်ကိုထုတ်ထားမယ်နော်ဒီတစ်ခုကကျွန်တော်မရသေးလို့ပေါ့နောက်ခုဆိုနောက်ခုထည့်ထားမယ်ဆိုလို့ရှိရင် defend တက်မယ်၄ခုထည့်ထားလို့ရှိရင်အဲရှောင်းအဲ perfect dodge လုပ်နိုင်လို့ရှိရင် action ပြန်တက်မယ် stamina ပြန်တက်မယ်အဲလိုမျိုးပဲနော်သူကလည်းသူစက်လေးရှိတယ်ဒီကောင်းလေးကိုလည်း upgrade လုပ်လို့ရတယ် upgrade လုပ်တာအပြင်မှာ level 6 clarity ရောက်လို့ရှိရင် wall level 6 clarity ရောက်လို့ရှိရင်ပေါ့နော်ဒီမှာ tuning လုပ်လို့ရတယ်ပါမယ် tuning လုပ်တာကတွေ့တယ်တူတယ်မတူရထဲမယ် ဂျူနီတစ်ခု level တစ်ခုရောက်တိုင်းမှာ runner start တစ်ခုရမယ် hb ရရမယ် agility ရရမယ် physical attack ရရမယ်ဒါမှမဟုတ်ချင်းသက်ဆိုင်တဲ့ skill buy ခုနကကျွန်တော်ပြောဟို first strike အတွက်အာပွဲထားအတွက်အသုံးဝင်တဲ့ attack ပြရင်လည်းရမယ်နော်ဒါကလုံးဝ very random မှာ stack က၄မျိုးပေါ့နော် uncommon ရှိမယ်သူ blue အပြာရောင် red ရှိမယ် epic purple ရှိမယ် legendary gold ရှိမယ်ပေါ့နော်အဲဒါ၄မျိုးဆိုရှင်ဒါကိုသုံးတဲ့ခုနဓာတ်ပေါ်မူတည်ပြီးတော့ဒါကိုမြင်သွားလို့ရရပေါ့နော် ျွန်တော် best right တော့ငါဆိုတော့ဥမာ best right ကိုပဲရွေးပြီးတော့ဒါတင်လိုက်လို့လည်းရတယ်အဲကျွန်တော်နောက်မှလုံမှဖြစ်တယ်ဒီတိုင်းထားထားပါဘောနော် okay အဲဒါကတော့ key อ่ะနောက်ပြီးတော့ဒီ key မှာပဲ enhance enhance charger တော့ဒီကိုယ့်ရဲ့ slot ဘောနော်ဒါဘောပေါ်နှစ်မျိုးကျွန်တော်တို့ကကျွေးထားတယ် left hand right hand ဆိုနှစ်မျိုးထားပေးတာအဲ left hand ကော slot upgrade တင်တာပေါ့နော် left hand နဲ့ left hand အတွက် slot upgrade တင်လိုက်လို့ရှိရင်ကျွန်တော်တို့အမှ25အာ အဲ left hand grab တင်လိုက်လို့ရှိရင်ဒီ left hand နဲ့ slot ရဲ့မှာဘယ်ဝပုံမဲ့ထည့်တယ်ဒါပဲထည့်လှမ်းမဲ့ထည့်တယ်ထီးပဲထည့်တယ်တက်တောင်မဲ့ထည့်တယ်ဖန်မဲ့ထည့်တယ်ပေါ့နော်သူ့တည်းဒီကအထက်ကဝင်သွားမှာပဲနော် minimum maximum ထက်ဝင်သွားမယ်ဥပမာ right ကိုမြင်နိုင် right မှာထားရဲ့ဝပုံအတွက်ဝင်သွားမယ်အဲ့လိုပဲဒီမှာ helmet တွေအဲခနာကိုဟိုက piece တွေ legging တွေအဲ legging တွေတော့ဘယ်လိုပဲဖြစ်ဖြစ်ပိုးတွေ event တွေတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီ aggregate တင်ထားရတဲ့ တို့ slot ရဲ့မှာထည့်သမျှဟာဒီက effect ကိုရမယ်ဒါ slot ရဲ့ upgrade ပေါ့နော်ဒါက gear အတွက်တသက်အာ upgrade bar slot တသက်ဒီအဒီနှစ်ခုကကြာတော့ဒီ wall level set အ set နဲ့ clarity နဲ့ wall level 7ရောက်တော့မှာပွင့်လာဟဲ့ပေါ့နော်ဒီကောင်တော့ arsenal arsenal ကကြာတော့ကျွန်တော်တို့ဒီ tire 41တွေပွင့်လာတော့မှာပေါ့နော်41တွေပွင့်လာတော့ဟာသူကပြန်သုံးမိတာတဲ့ဒါအကတော်တော်ကောင်းတဲ့အချက်လို့ပြောလို့ရပါတော့ဘာလို့ဆိုတော့ဒီ game ကျွန်တော်အကြိုက်ဆုံးကဒီ game မှာပါရဲ့ ဒီဒီဒီ function feature တခုပါတယ်ပေါ့နော်သူကကျွန်တော်တို့ wallet ပဲအဟောင်းကတုံးထားသမျှအကောင်းဆုံးဝပ်ပွန်တွေဒီထက်မှလာပြပြန်ထည့်လို့ရရပါကျွန်တော်ဆိုရင်ဒီနေ့ preview လောက်ထားတာပေါ့နော် preview လောက်ထားတဲ့ level 51တော့ကမတုံးတော့ဝပ်ပွန်ထဲမှာအကောင်းကြီးဒီထက်မှလာထည့်လိုက်လို့ရှင်ဒီမှာအကုန်လုံး tune နဲ့သက်ဆိုင်နဲ့ဒီက effect တွေအကုန်ရမှာပေါ့နော်ကျွန်တော်ဒီမှာရွှေထားတာက bell strike line ရွှေထားတာပေါ့နော် back up bell strike ရွှေထားတော့သူက bell strike အတွက် minimum နဲ့ maximum အတက်ကိုပေးထားရပေါ့နော် ဒါကဝက်ဘွန်အဟောင်းတွေကိုအသုံးဝင်အောင်ပြန်ထည့်ထားတဲ့ feature တခုပေါ့နော်ကျွန်တော်ဒီဟာလေးကိုတို့ပေါ်ကြပါမယ်โอเคနောက်တစ်ခုကကျတော့ဒီမှာ divine crack divine crack ကတော့ကျွန်တော်လည်းဒီ level အဲ level 7ရောက်မှာတွေ့ရတာပေါ့နော်ကျွန်တော်ကြည့်ရတော့ကျွန်တော်လမ်းမှာတွေ့ကြများဟိုဒီဘက်ကရလာတဲ့မီးစာတွေဟိုအစိတ်ပင်ကနေအဲယူထားတဲ့ poison dust တွေဒီဒီပန်းတွေရတဲ့ဟာတွေပေါ့နော်အကုန်လုံးသူကပြန်သုံးတာပေါ့နော်အဖက်ရှိတယ်သူကလည်းဒီကောင်ဆိုရင်တော့သုံးနေတယ်ပေါ့ဗျာအာဒါ enemy ကိုအတက်က mob ကိုအာ ban ဖြစ်စေမယ် ban ဖြစ်စေမယ် damage ရှိမယ်ပေါ့နော်ဒါလို့ရှိရင် damage block တွေထိမယ်ဆိုတာအကုန်ပိုင်း level 10လို့ရတယ်ဒါပေမဲ့ဒီနေ့မှအကုန်လုံးသူက unlock ဖြစ်တာဖြစ်တဲ့အတွက်အကုန်လုံး level 2မှာပဲအာ stack ဖြစ်နေမှာပေါ့နော်ဒါနောက်ပိုင်းညမှသူကလည်းသူပြင်သွားမယ်ဟာအာနောက်တစ်ခုကောင်းတာကြာ combo တွဲလို့ရရပေါ့နော်ဒီ divine craft ကိုသုံးပြီးတော့မှ OS ကေးတွေ visit အထက် light အထက်တွေတုံးမယ်ဆိုလို့ရှိရင်ဒီမှာဒီမှာ divine craft fire တုံးထားမယ်ဆိုရင် burn effect တောက်လျှောက်ပါသွားမှာပေါ့နော်ကိုယ် attack တွေအဲ့လို poison တုံးထားမယ်ဆိုရင်တောက်လျှောက်ဖို့ကောင်း mob ကို target ကို poison ထိနေမှာပေါ့နော်အဲဒါအဲ့လိုဒါ divine craft ပါ okay ဒါတော့ gear နဲ့ ability ပေါ့နော်နောက်ပြီး gear နဲ့ ability နှစ်ခုမှာတူတာကဒီပါဒီဘက်ချက်မှာ current base ဆိုတာဒီဟာက ကိုယ့်ရဲ့အဲကွန်ဘတ်မာစတရီပေါ့နော်အဲကိုယ့်ရဲ့ DPS ဘယ်လောက်ထွက်လဲဆိုတော့ပြသမယ်ဟာပေါ့နော်ဒီခဏန်းတက်လေးကိုယ့်ရဲ့ character ပိုကောင်းလေး survivor ပိုဖြစ်ရလေ DPS ပိုထွက်လေးပိုကျန်းလေးပေါ့နော်အဲ့လိုမှတ်ထားလိုက်တာပဲပေါ့နော်ကဲနောက်တစ်ခုက detail detail ကတော့ကိုယ့်ရဲ့ဒီ attribute ကိုယ့်ရဲ့ character တကောင်ရဲ့ attribute attribute ဆိုတော့ဒီမှာကိုယ့်အတွက်သက်ဆိုင်တဲ့ power defense agility movement တွေဒီလိုကိုယ့်ရဲ့ SP ဘယ်လောက်သွေးဘယ်လောက်ရှိမလဲရှိရဘယ်လောက်ရှိမလဲအထက်ကဘယ်လောက်လဲ defense တွေကဘယ်လောက်ရှိမလဲ critical rate တွေဘယ်လောက်ရှိမလဲဆိုတာဒါအကုန်ဒီမှာလာကြည့်လို့ရတယ်။ဒါဒါကိုယ့်ရဲ့ passive scale တွေရောနော်ခုနဟာတခါခြုံပြီးကြည့်လိုက်လို့ရရပါတော့။ဒါက your combat attribute နောက်တစ်ခုရှိတာ exploration attribute exploration attribute ကကြတော့အဲဒီနာမည်ပြောထားတဲ့အတိုင်းမျိုးပေါ့နော် exploration လုပ်နေမှာအရလာ attribute ရှိမှာ memory ရှိမှာ intelligence ရှိမှာ perception ရှိမှာ elegance ရှိမှာဒါတွေကအကုန်လုံး activity တွေလုပ်ဝင်နေမှာရလာမယ် attribute တွေပေါ့နော် ဒါရက် combat မဟုတ်ဘူးဆိုပြီးတော့လည်းလည်းလူရှူထားလို့မရဘူးပေါ့နော်ဒီ attribute တက်မှာလာဒီဘက်က explosion skill ဆိုတဲ့ဟာရလာမှာနော်ပထမဆုံးဘက်မှာဒီ total aspiration attribute နည်းအောင်မှာဖြစ်တဲ့အတွက်ဘယ်သူမှဒါရင်မကွင်းဘူးပေါ့နော်အခုက attribute တွေပြင်မှာဒါအဲကျွန်တော်တို့ဒီမှာရထားတဲ့ treasure seeker ဆိုတဲ့ဟာမျိုးပွင့်မယ်ပေါ့နော်ဒါ treasure seeker ဆိုတာဒီ game ထဲမှာက chest chest တွေကိုဒီပုံးတွေပေါ့နော်လုံးဝမပြအောင်ပေါ့နော်ဒီလို attribute တွေတက်ရင်းနဲ့ဒီ skill passive skill ကို ် upgrade မြင်မှာလားကိုယ့်ရဲ့ minimap ပေါ့မှာဒီ treasure chest တွေမြင်ရမယ်ဒီတစ်ခုဆိုရင် animal whisper ချိုးတိရစ္ဆာန်တွေစကားပြောရအောင်နားလည်နိုင်တယ်ပေါ့နော် Mr. Rugger ပါလေကိုက enjoy ခြေတော်ကျိုးအယိုးကျိုးတစ်ခုပြင်တော့မှသူ့ဘာပြန်ကောင်းနိုင်တဲ့ chance ရှိရပေါ့နော်အဲနောက်ပြီးလို့ရှင်အာဒီကောင်းဆိုလို့ရှင် PRL ဇွန်ချက်ပြတဲ့ကိုယ့်ရဲ့ကိုကပေါ့ boss fight လုပ်နေတော့ရှုံးသွားကြလို့ရှင်ကိုယ့်ရဲ့ gear ပြတ်မသွားအောင် durability ကျမသွားအောင် chance ပေးရပေါ့နော်ဒါအဲ့လိုမျိုးရှိတယ် ။နောက်ပြ constitution constitution ကတော့ကိုယ့်ရဲ့ character ရဲ့ကျန်းမာရေးကျန်းမာရေးလို့ပြောလို့ရပါမယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာ robust ဖြစ်နေကောင်းနေတာလုံးဝအာ pick pick petition ပဲပေါ့နော်။ high organ ဒီဟာတွေအခုခုညီးနေဆိုရင်တော့ healer တယောက်ရှာပါတော့နော်။ဒါ healer နဲ့ကုလို့ရတယ်။လုံးဝလွယ်ကူတယ်။ဒါဒါပေမဲ့ကိုမှာအမြဲဒီလိုမျိုးဒီထက်ကတခုခုချိုးရင်းနေဖို့လိုရယ်မဟုတ်လို့ရှိရင် stamina တောက်လျှောက်ရော့တာ hp ကထင်တယ်လို့ပြန်တက်တာကိုယ့် attack ကအာသူများ attack လုံးကိုယ့်ကိုလည်းပြန်ထိတာတော့ပါအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော် okay နောက်တစ်ခုက honor honor ကတော့ဒါ ဟို reputation သဘောပဲပေါ့နော်ကိုယ့်ရဲ့ character ဒီ reputation ကောင်းနေမှာလားဟိုပြမှာနော်ဥမာကိုက NPC တွေကိုတိုက်ခိုက်လိုက်မယ်အခုလောက်လိုက်မှာဆိုရင်ဒီကောင်တွေကဟိုဒီအထက်မှာရှိတဲ့ police ပေါ့နော်ပြောရမှာဆိုရင်ရဲကိုသွားတိုင်းလိုက်လို့ရတယ်ဒါဆိုကိုယ်နောက်ပါလိုက်လာမယ်ကိုကအဲ့ဒီထဲမှာအဖန်ခံလိုက်ရရှင်ဂျီအောင်ရတာတော့ဘာလို့ဒီဖြစ်သွားနိုင်လဲပေါ့နော် Okay ဒါလေးဒီ honor နဲ့ဒီ၃ခုလုံးကိုသတိထားနေတယ်ပေါ့နော် new player အနေနဲ့အဲ့တော့ Okay ဒီဒီနောက်တစ်ခုက improvement guide improvement ကကြတော့ကိုကုနာသုံးထားဝပွန်သုံးမဲ့အာ ability တွေတဲ့အမှဒီဟာကိုပြန်ပြီးခြုံကြည့်လို့ရတယ်ဗောနော်ကိုဘယ်ဟာကိုရွေးချင်လဲဆိုတာဒီမှာလာကြည့်လို့ရတယ်ဥပမာကျွန်တော်ရွေးထားတာဆိုလို့ရှင် mobility ကောင်းတယ် DPS လည်းမစိုးဒါမှ sport ဘိုင်းမှာအားနေမယ် ATPS ပုံပုံရဲ့သဘောတရားပဲဗောနော်အဲ့တော့တန်ဆိုရင် survivability အဲကောင်းမယ်ကွန်ထရိုးကောင်းမယ်ဒါပေမဲ့ DPS နဲ့ mobility မှာလုံးဝရော့သွားမယ်ပေါ့နော်အ ဒါရောအကုန်လာကြည့်ပြီးတော့မှရွေးခြင်းလဲရတယ်။ဒါမှမဟုတ်ရင်တို့ဒီမှာတကူချင်းဒီမှာ challenge ရှိရပါတော့။ challenge နဲ့ဒီချိန်ပြားလေးလဲကြားလဲလို့ရတယ်။ဒါရေအကုန်လုံးဒီမှာလာကြည့်လို့ရတယ်။ပြီးလို့ရှိရင်တို့ recommend ပေးထားတဲ့အာ gear set တွေကိုလာကြည့်လို့ရမယ်။ဘယ်လို attribute ကိုအဓိကထားရမလဲ။ focus ထားရမလဲဆိုတာလည်းလာကြည့်လို့ရတယ်။ Okay ဒါက bug guide ။8ထဲမှာ development guide ။ development guide ကျတော့ကိုယ်ပိုင်လိုအပ်နေလဲဆိုတော့လာကြည့်ရအောင်။အာ ပြောမယ်ဆိုရင်မကို့မှာဘာလိုအပ်ချက်ရှိနေလဲဘယ်ဟာတွေပြုမြင်ရမလဲဆိုတော့လာကြည့်လို့ရတယ်ဆိုပါမယ်နော်ကျွန်တော်ကဒီမှာလောင်းက excellent progress agree needed လောင်းကတော့အခြေအနေကောင်းတယ်ဒါပေမဲ့ဒီမှာ तू က agree ကိုပိုလုံးစီနေပါနော်ဒီမှာ recommend ပေးထားတယ်ကျွန်တော်ပိုကအာဒီနေ့မရှာသေးဘူးပေါ့နော်ဒီနေ့မှ level preview လောက်ထားတော့ဒီဟာ तू က low နေဆိုတာပြရဲအဲ့ဒါ तू သင်သေးချင်တယ်အဲ့လိုပဲလေမောရောင်နေအနီရောင်နေဖြစ်နေတော့ဒါတတိထားမှာဟာရပါနော်ကိုကလုံးဝဒီဘက်မှာမာရှယ်အားတွေကတော့အကောင်းလာရွေးထားပါရဲ့ဒီဘက်မှာကီယာဘိုင်းမှာအားနေနေလည်းမရှာဘူးပေါ့နော်အဲ့တော့ ကိုယ့်ရဲ့အဲဒီ development အခြေအနေဘယ်လိုရှိလဲဆိုတာကိုဒီမှာလာပြီးကြည့်လို့ရပါတယ်။ Okay ဒါက ability key ကနောက်ဆုံး talent talent တော့ကလုံးနဲ့ယဉ်နီးပြတာဖြစ်မှာဖြစ်မယ်လို့ထင်နေပါတော့။ဒီ talent ကအာခုနကကျွန်တော်ပြခဲ့တဲ့ဒီ mystic key တွေက slot ရှိကူလုံးကဒီလိုမျိုးဆလာမပွင့်ဘူးပေါ့နော်။နှစ်ခုပဲ brother တို့ပေးထားမှာဒီ sorry ဒီ talent နဲ့ကာမှာလာပြီးတော့ဒီမှာ talent သုံးဝင်နဲ့ဒီ talent level 4မှာလာပြီးတော့တစ်ခါပွင့်မယ်။ level 5 sim မှာတခါလာပွဲမှာအဲ့လိုမျိုးဒီလိုမျိုးရှစ်ခုလိုမျိုးတွင်အောင်အော် talent နေတုံးခွင့်သွားမှာเนาะဒါ slot ကြီးပဲတည်တယ်မဟုတ်ဘူးနောက်ထပ် attack attribute တွေ critical attribute တွေ defend attribute တွေ hp attribute တွေအကုန်လုံးဒီတန်းမှာပဲလာပြီးတော့တင်ရမှာပေါ့เนาะ okay အဲ့ဆိုလို့ရှိရင်ဒီ talent point ဘယ်လိုရှာမလဲ talent point ကရှာအလွယ်ဆုံးပေါ့เนาะဒါပေမဲ့ talent point အများဆုံးရတာ main story ရရမယ် side story ရရမယ်ပေါ့เนาะ exploration လောက်တာ chest လောက်တာဒီ၄ခုကလုံးဝအဲဒီ talent point အများဆုံးပေးမဲ့နေရာတွေပေါ့နော်ဒါဆိုဒီ story point တခုလောက်လို့ရှိရင်အများဆုံး talent point အတွက်အဲ point share အထိတောင်ပေးတတ်ပါရင်အဲ့တော့ဒါတော်တော်လွယ်ပါတော့ချက်စီပိုင်းဖွင့်မယ်ဆိုရှားကနန်းအနည်းဆုံးမှ10ကနန်းလောက်ထိလိုပဲရှားတတ်တော့ဒါကတော့ expression လောက်တဲ့နဲ့ story side quest ကျွန်တော် side quest ကိုပိုအားပေးပါတော့ main story နဲ့ side quest ပိုအားပေးတယ်အဲ့လောက်တဲ့နဲ့အဲ့မှဒီ core character အလုံးကဒီ combat mastery မှာလုံးဝတိုးတက်လာမှာပေါ့နော် DPS trap ကို channel ကောင်ဖြစ်လာမှာ okay ဒါက basic talent arena talent arena talent တော့ pvp တွေ့ပါတော့ pvp လောင်းနေမှာသူ့မှာ quest စီရှိလိမ့်မယ် quest စီရှိလိမ့်မယ်အဲ့အနေမှာ talent point ရလာရဲ့ဟာကိုတင်ရမှာဖြစ်တယ်ဒါလောင်းက pvp the pvp သမားရဲ့တွေ့ပါတော့နောက်ပြီး boss boss က war boss တွေ real land boss တွေတွေ့ပါတော့ဒီ boss တွေကြာတော့ခုနလိုမျိုးဟို explosion လောက်ရင် boss ဝင်နဲ့ story လောင်းနဲ့ပွင့်တဲ့ talent တွေမဟုတ်ဘူးပေါ့နော်ဒီမှာဒီကောင်လေးဆိုရင်ကျွန်တော်နှာနှာလောက်ထားတော့မှတ်သွားပြီဒီမှာ CTR ကိုကြည့်အောင် โอเค requirement သူက requirement အနေနဲ့လာတယ် requirement ဒီ counter ဆိုလို့ရှင်သူနဲ့သက်ဆိုင်တဲ့နှစ်ခုလုံးကအာ level 2ရောက်အောင်အဲ့ဒါဆိုလို့ရှင်ဟိုဖွင့်လို့ရ ਈ โอเค comment မှာတစ်ချက်သူက requirement ရှိရယ်ဒီ boss ကိုပေါ့နော်ဒီအာ spring mode မှာ team solo ကြီးရမှာမဟုတ်ဖ ೇನೆ team နဲ့ group up လုပ်ပြီးတော့မှရမယ်ဟာမျိုးပေါ့နော်ဒီလို့ရှင် explosive barrier သူ့ရဲ့ ထဲက skill တခုကိုလုံးဝအထီအထီခံလို့မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့မှတစ်ဖီမှဒီပွင့်ရမှာအဲ့တော့မှဒါကို upgrade တင်ရမှာပေါ့ဒါကတော့ exploration လုံးဝမလုပ်အောင် boss fight တွေမှာရမယ် talent ပေါ့နော်သူကလည်း boss ကို damage ပေးတာ boss ရဲ့ damage ကို reduction ပေးတာရှိတယ် okay ညီပြောအားဖြင့် video တွေကတော့ကိုယ့်ရဲ့ character develop တက်ထဲကနေ develop လို့လုပ်နေပေါ့နော် develop ထဲမှာပါတယ် talent နဲ့ ability နဲ့ gear တွေကဘယ်လိုလုပ်လို့လဲဆိုတာကိုအမြင်ပြောသွားတာအာ နောက်ပြီးတော့ကျွန်တော်ပြောချင်တာကဘာလို့ခုမှဗီဒီယိုထားလို့လဲပေါ့နော်ထွက်တာ gain အပြင်တော်တော်ကြာနေပြီဆိုတော့ကျွန်တော်အဓိကက mobile player အတွက်ပေါ့နော် PC တို့ PS4 တို့က game play တွေကိုကြည့်ပြီးတော့ mobile စောင့်နေတဲ့လူတွေအတွက်ကြိုးပြီးပြင်ဆင်ထားလို့ရအောင်ပေါ့နော်အဲ gain ရောက်တော့လဲကိုယ်ကမြင်မြင်ဆန်ဆန်နဲ့ပို့ပြီး level up level up လုပ်ရအတွက်တာပေါ့နော်အဲ့တော့ကျွန်တော်တင်ပေးတာနောက်ပြီးတော့ mobile စောင့်နေတဲ့ player တော်တော်များများကျွန်တော် live stream နေမှာတွေ့တယ်ခိုင်းခိုင်းမလောက်ကြဘူးလားခိုင်းမတွေ့မရှိဘူးပေါ့နော်အဲ့ကျွန်တော် share လိုက်တော့မြန်မာ player base တော်တော်များပဲမဲ့ပေါ့ဒီလိုမျိုး tutorial guide တွေအဲ့လိုမျိုးပြောရလို့တိတ်မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးစမ်းကြည့်မလားဆိုပြီးဒီဗီဒီယိုလောက်တာနောက်ပြီးဒီ game ထဲမှာက level cap တွေပါပေါ့နော်အဲ့တော့ကျွန်တော်ငကိုရဲလောက်ဖို့အစီအစဉ်ရှိပြီမဲ့ဒီ level cap လောက်မှ feature အသစ်တွေအဖွင့်တာဆိုတော့အဲ့ဒါတွေကိုထည့်ဖို့လောက်လိုက်အဲ့ဗီဒီယိုပြန်ဖြတ်လိုက် recording အသစ်တွေလိုက်တော့ကျွန်တော်ကြာသွားတာပေါ့နော်ဒီနေ့လည်းကျွန်တော်မြန်မြန်လေးပြောပါဖြစ်တဲ့အတွက်အဒီ game မှာကျွန်တော်ရှင်းတာကြံခဲ့တာအာဒါမှမရှင်းတာ ဂိမ်းနဲ့ပတ်သက်တာဝင်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 နဲ့ပတ်သက်တဲ့ topic တွေသိချင်တာရှိလို့ရှင်ဗီဒီယိုက comment တွေမှာ channel ခဲ့လို့ရပါတယ်။ဟုတ်အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။